မင်္ဂလာပါမျိုးတို့ရေမိခင်ဥမာမြင့်နဲ့လူပိန်းကြိုက်မဲဆွေနီးများဆိုတဲ့အကြောင်းကိုပြောပြပေးကြပါမယ်။တရားထဲမှာအာနာလိုချင်တဲ့လူတွေနဲ့လူချင်တဲ့လူတွေတော်တော်များများကပြည်သူချားကိုမဲဆွေစီအောင်စကားပြောကြတယ်။ကျွန်တော်တို့ جماعه တို့မဲပေးပါ။ကျွန်တော်တို့ جماعه တို့အနိုင်ရသွားလို့အစိုးရဖြစ်ခဲ့ရင်ကုန်စည်တို့ပြဿနာတွေဖြေရှင်းပေးမယ်။ကုန်စည်တို့ကြောင်းလုပ်ပေးမယ်။ပြည်သူတွေအလုတ်ကိုင်းနေခွင့်လန်းနေရအောင်လုပ်ပေးမယ်။ မီးရေရောင်းလုပ်ပေးမယ်။နိုင်ငံတကာဖိအားနိုင်ငံတကာကစီးပွားရေးတန်ခတ်ပေးဆမှုတွေဖြေလျှော့အောင်လုပ်ပေးမယ်လို့တရားမှာ90လောက်ကအဲ့ဒီလိုမဲဆွယ်စည်းရုံးကြတယ်။အဲ့ဓာတွေဟာလူပိတ်ကြိုက်ပြောတဲ့ဇကားတွေကိုခမရတို့အုံအောင်ကြားမဲတပြားကိုစဉ်းစားစီးစစ်ဖို့လိုပါတယ်။အတေးကြားမဲတပန်ဖို့ကုန်တော့နိုင်ငံကိုအုပ်ချုပ်မဲ့အစိုးရတည်းရဲ့ social contract ကိုရွေးချယ်တယ်ဆိုတာအသေးကြားကမဲတပြား စိတ်နှလုံးသားစိတ်ခံစားချက်နဲ့ရွေးချယ်ရတာမဟုတ်ပါဘူး။အုံနှောင်းနဲ့အတိအញ្ញံနဲ့ရွေးချယ်ရတာဖြစ်ပါတယ်။နော်ခင်ဗျားတို့နှလုံးသားနဲ့စိတ်တည်းစိတ်တစ်ခုတည်းနဲ့လူကိုမကြည့်ဘဲနဲ့ပါတီကိုကြည့်ပြီးမဲပေးခဲ့တဲ့အတွက်ငါးနှစ်တာကာလအတွင်းမှာအစိုးရနဲ့ဖက်ဆက်လုပ်တဲ့ဝန်ကြီးဌာန73ခုမှာ2016 2019 2018သုံးနှစ်ဆက်တိုက်အမြင့်ငွေတပြားတစ်ချက်မှမရခဲ့ပဲအရှုံးပေါ်ခဲ့ပါတယ် ဝင်ကြီးဌာနတစ်ခုတည်းမဟုတ်ပါဘူးရှင်ဝင်ကြီးဌာန73ခုပါတစ်နှစ်တည်းမဟုတ်ပါဘူး3နှစ်ဆက်တိုက်အမျက်တစ်ချက်လေးမှမရဘဲနဲ့အရှုံးပေါ်ခဲ့တာပါဒါကြောင့်တိုင်းမီဟာအကျွေးနုံနေမှာနှစ်တည်းနဲ့နှစ်သွားရတာဆိုလိုချင်တာကခမားတို့ဒီအသေးစားကမဲတပြားဆိုပြီးတော့နိုင်ငံကိုအုပ်ချုပ်မဲ့ social contract ကိုစိတ်ခံစားချက်နဲ့မပေးဘဲနဲ့အုံနောက်နဲ့ပေးရမယ်လို့ဆိုလိုချင်တာဆိုတော့လက်ရှိမှာ နိုင်ငံရေးပါတီကြီးအင်အားကြီးပါတီကြီးတခုကဥက္ကဋ္ဌအာရုံနာရဲ့ပါတီနာမည်ကိုပြောပါမယ်ကြားဖြူပါတီရခိုင်ကပြည်ထောင်ပြိုးမကြိုက်တဲ့လူကြီးတဆန်းရအောင်မကြိုက်တဲ့လူကြီးပြီးသုံးလုံးဟာလည်းဒေါ်တပ်ခါရ NDA ခွဲထွက်သွားလို့မကြိုက်တဲ့လူကြီး NDA ကလည်းမရှိတော့တာဖြစ်တဲ့အတွက် ကိခိုင်ပြုံးပါတီကိုအလဲထိုးနိုင်သောပခုံးချင်းရှင်နိုင်သောအခုလေးသောတိုက်ခန့်ပါတီဟာကြားဖြူပါတီဖြစ်တယ်။ကြားဖြူပါတီကြားကောင်းပါတီကသာမီဒီယာအင်အားနဲ့လောဘီများများငှားပြီးတော့စိတ်တဲ့စစ်စင်ရေးဝါဒဖြန့်ချီလုံနိုင်လို့ရှိရင်အခုလက်ရှိနီပိတ်တွေကဟာငါတို့မဲမပေးဘူး노ဘုတ်ရတယ်မဲမပေးတာကိစ္စမရှိဘူး노ဘုတ်ကိစ္စမရှိဘူးဒါပေမဲ့အဲ့ဒီမဲမပေးဘူးဆိုတဲ့လူတွေကို ။ဒီခံပြိုးအစိုးရမဖြစ်ချင်ပြီးရော။အာစာညာအစိုးရမဖြစ်ချင်ပြီးရော။ပြီးသုံးလုံးအစိုးရမဖြစ်ချင်ပြီးရောဆိုပြီးရော။မဲပေးလာအောင်ရွေးချယ်လာအောင်စီယုံနိုင်စွမ်းရှိ။ကြားဖြူပါတီဟာအစိုးရဖွဲ့နိုင်လောက်တဲ့အထိအင်အားကြီးပါတယ်။ဒါကြောင့်မို့လို့လေကျမကြားဖြူပါတီကိုတဆိုင်မမဲ့ကြားဖြူပါတီရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ခဲ့တယ်။ဒါပေမဲ့ကြားဖြူပါတီမှာမီဒီယာအင်အားမရှိဘူး၊လော်ဘီအင်အားမရှိဘူး၊လူထုကို မဲမပေးတော့ဘူးဆိုပြီးဘေးထွက်ထိုင်နေတဲ့노ဘူသမားတွေကိုကိုပါတီကိုမဲပေးလာအောင်လူတို့နဲ့ချားမှာယုံကြည်မှုမတိဆောက်နိုင်ဘူးအဲ့ဒါအထက်ဆိုးတာကအချားမျိုးပါတဲ့ဥက္ကဋ္ဌဦးဆိုင်အောက်ပေါ့ဦးဆိုင်အိုက်ပေါင်းပြောတာကကျွန်တော်တို့တော်တော်ပေါ်လာရင်ပထမဆုံးလုံးမှာကကိုစင်းတို့နေချွတ်ချပေးမယ်အဲ့ဒါလူပိန်းကြိုက်ပြောနေတာဖြစ်ပါတယ်ကိုစင်းတို့နေချွတ်ချအောင်လုပ်ပေးမယ်လို့ရက်တရားစီမံကိန်းအတွင်းမှာတိုင်းမျိုးဘလူတို့တောက်အောင်လုပ်ပေးမယ်စင်ကာပူကိုကြော်မယ် စင်ကာပူကိုကြောမဲ့မြမစီးပွားရေးဟာအာရှမှာကြားတော်မဟုတ်ဘူးခေါစီလာတော်ဖြစ်နိုင်ပါတယ်။ရှာမှာအယိုးမရှိတဲ့အတွက်သကားကပြောချင်တိုင်းပြောလို့ရတယ်။ဒါပေမဲ့အဲ့ဒီနောက်ပြန်မှာဒေါ်စုကြည်ပြောခဲ့တဲ့စင်ကာပူကိုကြောမဲ့ဟုတ်ပြီစင်ကာပူကိုဘဲတို့ဘဲပုံဘဲနီးဘဲလန်းနဲ့ဘလို့ကြောမဲ့ဆိုတဲ့မူဝါဒအစီအစဉ်ပလန်မချပြနိုင်ဘူး။ဥပမာ 2018အကုန်မှာရန်ကုန်မြို့လဲကောင်မှာနိုင်ငံတကာနဲ့လုံးဝအဆင့်မီရင်ပေါင်တက်နိုင်သောရေအောက်ငါးပြားဒိုက်ကြီးကိုတိဆောက်ပေးမယ်။လူဘိန်းတိုင်းမဲဆွဲတဲ့ဘဲတို့ဘဲပုံဘဲနီးဘဲလန်းနဲ့ဘဲတို့ဆောင်ရွက်ပါမယ်ဆိုတဲ့မူဝါဒပလန်အစီအစဉ်လူကြီးကိုချမပြနိုင်ဘူး။ဒါကြောင့်မလို့အခုလက်ရှိမဲဆွဲစည်းဝေးနေကြတဲ့ကုန်စည်နှုန်းလျှော့ချမယ်။ဟုတ်ပြီ။ဘယ်လိုနည်းနဲ့ကုန်စည်နှုန်းလျှော့ချမလဲ။ကျွန်တော်တို့ကျမတို့ကိုမြေပေးပါ။ကျွန်တော်တို့ကျမတို့အားနာရရင် ဘဲတို့ဘဲပုံဘဲနည်းဘဲအစီအစဉ်နေနဲ့ပြည်သူတွေကိုအလုပ်ကံခွင့်လန်းရအောင်ဘယ်လိုဆောင်ရွက်ပေးပါမလဲဆိုတဲ့နိုင်ငံရေးအစီအစဉ်နိုင်ငံရေးရည်မှန်းချက်နိုင်ငံရေးကတိကိုပေးနိုင်ရမယ်အဲ့ဒီလိုပေးနိုင်တဲ့ကိုယ်စလဲလောင်းနေပါတီတီတတိပုဂ္ဂလာတွေကိုဒါကျမတို့အုံနောက်ချားကမဲတပြားကိုပေးရပါမယ်ကျမလေးအခုကျမရဲ့မင်္ဂလာပွဲမှာကျမပြန်ကန်းလက်ဆောင်မင်္ဂလာလက်ဆောင်ပြေကျမထိလက်မှတ်တည်ပြီး ကျမတို့ကမိကိုအတွက်ကိုမိသားစုအတွက်ထီလက်မှတ်လေးတစ်ခုထီထိုးလိုက်ရှင်တော်မှာထီထီပေါင်းရင်ငါအတွက်ဘာလုပ်မလဲငါမိသားစုအတွက်ငါဘာလုပ်မလဲဆိုရအစီအစဉ်ပလန်ဒီအားလုံးရေးဆွဲကြတယ်တနည်းအားဖြင့်စိတ်ကူးရင်ကြတယ်ဒါဆိုရင်နိုင်ငံတစ်ခုကိုဥဆောင်မဲ့အစိုးရလုပ်ကြမဲ့အာဏာယူမဲ့လူတွေကကျွန်တော်တို့ကျမတို့အစိုးရဖြစ်ခဲ့လို့ရှိရင်ဘယ်လိုလုပ်ပေးမလဲဆိုရယ်အစီအစဉ်တွေလူတို့ကိုခြားပြနိုင်ရမယ် အဲ့ဒီလိုချမပြနိုင်တော့ပါတီများသည့်ကိုယ်စလဲလောင်းများသည့်နိုင်ငံရေးလှေကြုံစည်းသောပေါ်ပင်ကြိုက်များတာဖြစ်ပါတယ်။ဒီနေရာမှာပြည်ခိုင်ပြိုးကမင်းကင်ဦးမောင်မြင့်သူ့ရဲ့စကားတခုကျောင်းမှာအရင်ကြိုက်တယ်။သူပြောတာနှစ်ချက်တည်းအမျိုးသားအကျိုးစီးပွားနဲ့အမျိုးသားလုံခြုံရေးအရင်မှန်ပါတယ်။အဓိကရည်ရွယ်ချက်အန်ဒီမတီအမျိုးသားအကျိုးစီးပွားအမျိုးသားလုံခြုံရေးတာဖြစ်ပါတယ်